ဲအားလုံးပဲမင်္ဂလာပါကျေးဇူးပြုပြီးတော့ကျွန်တော်ပြောချင်တဲ့အတိတ်ပဲကို နားလည်ဖို့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါလို့မေတ္တာရက်ခံပါတယ်မကြည့်ခင်ပါလိုက်ပေးပါကွန်မန့်မှာတခုခုရေးပါဟိုင်းရေးလည်းရပါတယ်ဒါမှသာလင် ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုတင်တဲ့အခါကျလို့ရှိရင် TikTok လို့ YouTube တို့ကနေပြီးတော့လိုက်ပေးတဲ့သူများတယ်ကြည့်တဲ့သူများတယ်ဆိုပြီးတော့တခြားနိုင်ငံသားတွေကိုဖြန့်ပေးမှာဖြစ်ပါတယ်အဓိကကျွန်တော်ပြောချင်တာကတော့မြန်မာမိန်းကလေးတွေ နော်ဖော်ပင်မှာပျော်ဝင်ပြီးွားပင်ဆိုလို့ရှိရင်တော့မြမရိုးရတချင်းလည်းမဆိုးပါနဲ့ဖင်လို့ရင်လို့တွေကတယ်ဖင်သားရင်သားတွေအဖုတ်ပေါ်မတက်ပြပြီးတဲ့ခါကျမှမြမရိုးရတချင်းဆိုးယုံနေမဟုတ်ဘူးဖျားတချင်းတွေပါဆိုကြတာအဲ့တော့နိုင်ငံလဲတိတ်ခါကြတယ်အမျိုးကောင်းအမျိုးသားအမျိုးကောင်းသားသမီးတွေလည်းတိတ်ခါကြတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာအဲ့တော့ဗီဒီယိုဖိုင်လေးကိုအရင်ကြည့်မယ်နော် ဲ့တော့သူဘာတွေကထားတယ်ဘလို့တချင်းနေဆိုရားလဲဆိုတာကိုအဲဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်မယ်နော်အဲအဲနော်အဲ့မှာစစကရှေ့မှာလှည့်ထားတဲ့အချိန်မှာလေနော်ဝစ်ထားတဲ့ဘောင်းမီပုံစံကိုလေကြည့်နော်အဲ့ဒီမှာ နော်လာလိုက်မယ်ပြီးနောက်တဲ့ဗီဒီယိုပိုင်းထက်လာလိုက်မယ်နော်အမအဖုတ်ပေါ်တော့မယ်ဗျနော်အမအဖုတ်ပေါ်တော့မယ်နော်အဲ့တော့ဇက်လည်းမတက်ထားဘူးနော်ကတဲ့အကတွေကဒါဖော်ပင်အကတွေဗျနော်ရိုးရအကတွေမဟုတ်ပါဘူးကျော်ဆက်သွားမယ်နော်အမမစီကုံလေးတော့ပေါ်နေပြီတွလားအမစီကုံမှာပေါ်နေပြီဟိုမိုးမိုးလေးဗျာနော် ကြားတယ်နော်လက်မဲလက်မဲလို့ပြောတော့ဒီနေ့နင်းဖေုံကချလိမ့်မယ်တဲ့ဒါကမြန်မာမိန်းကလေးတယောက်ပြောရမယ့်စကားမဟုတ်ဘူးဗျနော်အဲအဲ့ဒီအဲ့ဒါပြဿနာတက်တယ်အဲ့ဒီ trend အဲ့ဒီ trend နော်အဲ့တော့ဘောင်းမီဘောင်းမီချို့ဘောင်းမီချို့ဘောင်းမီချို့ဆိုတဲ့ trend ကိုလိုက်လိုက်ကကြတဲ့မိန်းကလေးကြီးပေါ့နော် အမှဗျာအမှစီကုံမမို့လေးပါပေါ်နေပြီဗျာအမှခင်ဗျားတို့ကြည့်ကြ။ဘောင်းမီတာချောင်လို့ရှိရင်အဖုတ်ကပေါ်ပြီအမွှေးပေါ်ပြီ။နော်။ကဲဆက်ကြည့်မယ်ဘလူကလည်းဆက်ကြည့်မယ်နော်။ကဲဒီမှာကြည့်ကြမယ်။ကဲအမှကြည့်အမှကြည့်။ဒါကမြန်မာအမျိုးသမီးတယောက်ကကမယ်အကလား။အဲ့ဒါသူ့ရဲ့ရှူမဲရိုက်သူကတာကိုကျွန်တော်အပြစ်မပြောဘူး။ကျွန်တော်ကသူကတာကိုအပြစ်ပြောဖို့မဟုတ်ဘူး။ ူကဒီလိုဖော်ပြအကရကရဆိုတဲ့အကြောင်းကိုကျွန်တော်ညီစမ်းပြောပေးတာအကရအပြစ်ပြောကျင်တာမဟုတ်အပြစ်ပြောကျင်တာနောက်ပိုင်းမှာလာမှာအဲစပြီဖော်ပြအကရကပြီးရင်မြမရိုးရာတချင်းနေမစူပါနဲ့နော်အပေါ်မှာမြမနိုင်ငံအလိုင်းကြီးလက်တက်ထားပါတယ်မြမနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံယဉ်ကျေးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် တော့ယဉ်ကျေးတဲ့အကားကပြီးယဉ်ကျေးတဲ့တခြင်းနိုင်ငံကိုစားပြုတဲ့မျိုးသားယဉ်ကျေးမှုတခြင်းတွေဆိုတာက ပြဿနာမရှိဘူး။ပေါ်ပင်မှာပြောင်းဝင်ပြီးယဉ်ကျေးတဲ့တခြင်းတွေကိုဆိုတာကဒါကလှုပ်ရှားတာပဲဗျ။ဒါနိုင်ငံကိုတိုက်ခတ်ကြတယ်။အလံတော်ပေါ်ပါတင်ထားတဲ့ဆိုနိုင်ငံတော်အလံလည်းတိုက်ခတ်ကြတယ်။အဲ့လောက်ထိကိုတင်းကြီးခံလို့ရသေးတယ်နော်။ပေါ်ပင်ကတွေပြောပြီးတော့နောက်ဘာတခြင်းတွေဆိုလဲထပ်နားတော်ကြည့်ကြမယ်။ အတန်မရဘူဂျိုအောင်စံကနင်တို့လူဖာတယ်မတွေပေါ်လာလိမ့်မယ်ဆိုတဲ့ဇကားတွေတောင် ပြောခဲ့တာနော်သူဖာကတွေကပြီးတော့ဘူဂျိုအောင်စံတချင်းဟမ်ဒီလိုရာဇဝင်တွင်တဲ့တချင်းကိုများဖော်ပင်ကတွေကပြီးတော့ဗဇက်ကမထွက်မတန်မရတွေမဆူကြပါနဲ့အဲ့ဒါဆိုတဲ့မတန်တွေမတန်မရတချင်းဆက်လာလိမ့်မယ်နော် စုနေနိုင်ငံတိတ်ခါကြတယ်ဖော်ပင်ကတွေကပြီး ဖော်ပင်တဲ့တချင်းတွေပဲဆိုကြနော်မြန်မာတိတ်ခါကြတာနင်တို့ရှောက်ပြီးတော့ဘောမလူလူနိုင်ငံဟိုချစ်သလိုလိုနဲ့ဖော်ပင်တွေကပြီးတော့စီးကုန်ပေါ်တဲ့အထိကိုဘောင်းပြီးဆွဲချရတဲ့ကတွေကပြီးတော့မှဘာမြန်မာတချင်းတွေအောက်ဆက်တချင်းတွေရှောက်ဆိုးနေတာလဲဟမ် ဆောက်ရှက်မရှိကြဘူးလားနေလို့တွေဟမ်တိတ်ခါမရှိကြဘူးလားဖော်ပင်ကတွေကပြီးတော့လို့ရှိရင်ဖော်ရိန်နာနဲ့သွားတွဲဒါမြန်မာနိုင်ငံမှာနော်ဒါမယ်ပြီဖျားသခြင်းမှာဆိုတော့မယ်သူကြည့်နေငယ်ကိုတိတ်ခါချတာဘာမှမဟုတ် အသက်က19နှစ်တဲ့ကျူကျူလို့တော့ခေါ်ကြတယ်ဗျ။နော်ကလေးတွေမိဘတွေကလည်းမဆုံးမအောင်ချာချာချက်ချက်အင်းစီလို့နေပြူပတ်ဆက်ဒုညာချိုးယောအတ္တိတုံးတဲ့အိမ်ဘင်းအဲဟာဒီမကိုစောက်စင်းတဲ့ကိုနေဘုရားသခင်ပါလားဆိုရဟောပင်ကရိက စောက်ဖို့ပေါ်တဲ့အကတွေကပြီးတော့ဟမ်တရားသင်းနေနေနဲ့တန်လာဟမ်အိုးဘုကျော်ဇာတ်သင်းနေဆိုတာနိုင်မြန်မာသင်းနေဆိုတာအလောက်ကြီးမဟုတ်သေးဘူးဟမ်ဖာမျိုးဖာနယ်တွေဖာချင်းဖာကြံပြီးတော့ဘုရားသင်းနေပြလာဆိုရယ်စောက်ရှက်မရှိကြဘူးလားဟမ်ချင်းကြော်လေပြီးပြောတယ်ပြောတယ်နဲ့ဟမ်ဖော်ပင်ကကပြီးသွားလို့ချင်းဖော်ပင်တဲ့နိုင်ငံမှာသွားနေနော်ဒါမြန်မာနိုင်ငံဘာသာအခုတော့မလုံးနဲ့ရိုးရာအခုတော့မလုံးနဲ့နိုင်ငံအခုတော့မလုံးနဲ့ ကြောင်တောင်းတောင်းလေးအဲ့ဒီဘာသာရေးသချင်းတွေကိုဆိုတော့စောက်သေးရတာမရှိဘူးကိုကတဲ့အကကျတော့ဖော်ပင်ကဟင်သူပြောလို့ရှိရင်မကြိုက်ကြဘူးမိမဆုံးမဖမဆုံးပါတယ်တော့သူစိတ်မကြောင်မလို့ဘာပဲလို့သူတော့သူကြိုက်တာ ကကိုနဲ့မဆိုင်ဘူးဒါရှူမရိုက်အေးကိုရဲ့ရှူမရိုက်ကနိုင်ငံကိုတိတ်ခါကြတဲ့ရှူမရိုက်တော့မဖြစ်စေချင်ကြဘူးမဖြစ်သင့်ကြဘူးမိဘတွေမဆုံးပါဘူးအတက်က19နှစ်ဘာမှနားမလဲသေးဘူးမိမမဆုံးမတဲ့ခါကျတော့ तू လှုပ်ချရတယ်လို့ဟိုမှာဝက်တာစားတာကိုလည်းကြည့်အောင်နော် အဲ့ဒီဘောင်းမချိုဘောင်းမချိုဆိုတဲ့ trend ကိုကတာပို့ဆိုးတယ်ပြီးတော့နောက်ဆုံးဆိုရတဲ့တခြင်းကဘာတယ်လဲဖရာတခြင်းမတူမတန်နေမြေမျိုးမဲမြေမျိုးမဲအဲ့တော့ကျွန်တော်ပြောချင်တာကခမရတို့နိုင်ငံသားတွေနော်ကိုယ်သားသမီးတွေကိုထိန်းကြနော်နောက်ဆုံးခမရတို့စောက်သုံးမကြလို့ခမရတို့မဆုံးမလို့မှာကလေးတွေကအဲ့လိုကြီးဆက်ပြီးတော့နောက်ဆုံးကြီးဆက်တစ်မျိုးလုံးပြတ်တာနော်ခမရတို့မိဘတွေစောက်သုံးမကြလို့ကလေးတွေပြက်စီးတာခမရတို့မိဘတွေဒါတွေဆုံးမအောင် နော်ဒီသမီးနင်းဖော်ပင်ကမယ်ဆိုဖော်ပင်လုပ်ပဲလုပ်ဖရားတရားသွားမလုပ်နဲ့အဖော်ပင်ကပြီးဖော်ပင်လုပ်ပဲလုပ်သွားမော်ရယ်လျှောက်ဒါကကိုကိုတူလမ်းကြောင်းနဲ့သူတူဖီးနဲ့သူသွားတယ်ဟမ်ဘိုးချုပ်တခြင်းလဲဆိုတဲ့ရိုးရတခြင်းလဲဆိုတဲ့နောက်ဆုံးဖရားတခြင်းပါလာဆိုပြီးတော့ဘာတွေလဲဘာတွေလဲနိုင်ငံအောင်မဖြတ်စည်းနဲ့ဂျင်းကြော်လေးနဲ့တွေ့လို့ရှိရင်တော့မရအောင်နော်အာပြောစင်တာတော့ပြောရမှာပဲစောက်ရက်လေးတွေထိတ်စောက်ရက်လေးတွေရှိကြ မိမဆုံးမဖမဆုံးမအသက်19နှစ်တူးကျူးတဲ့ကဲဒါပါပဲဒါပါပဲခင်ဗျားတို့ဒါကိုแชร์ကြကွန်မန့်ပါတစ်ခုရေးွာတနိုင်ငံလုံးသိအောင်လို့ TikTok တွေ YouTube တွေကတနိုင်ငံလုံးရှယ်အောင်လို့ခင်ဗျားတို့ like တွေရောကွန်မန့်တွေရောရေးကြတယ်လို့ရေးကွန်မန့်တွေတစ်ခုတစ်ခုရေးလိုက်အဲ့ဒါမှမြန်မာစစံသူကပို့မှန်တယ်မြန်မာနိုင်ငံတနံလုံးခင်ဗျားတို့မှာကိုစီတာဝန်ရှိတယ်ကျွန်တော်တောက်တဲ့တာဝန်ရှိတာမဟုတ်ခင်ဗျားတို့ like ပေးကွန်မန့်ရေးပြီးတော့တာဝန်ယူကြဒါပဲပြောနေတယ် လက်ပြတ်နေမပိနဲ့ဟုတ်ပြီလား